မတ်လ28ရက်နေ့မှာလှုပ်ခတ်တဲ့ငလင်ကြီးကတိုင်းပြည်ကိုမျက်ရည်တွေနဲ့ဆွဲစီခဲ့ပါတယ်။စကိုင်းမျိုးနီးဗဟိုပြုတ်ခဲ့တဲ့ဒီငလင်ချောက်ဧပြီလ9ရက်နေ့အထိလူပေါင်း3000ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။မန္တလေးစကိုင်းနေပြည်တော်နဲ့အခြားဒေသတွေမှာအဆောက်အုံပေါင်း1000ကျော်ပျက်စီးခဲ့ပြီးရှေဟောဖျားစီဒီပထိုးပေါင်း100ကျော်ထိခိုက်ပျက်စီးခဲ့ပါတယ်။ဘေးဒုက္ခကြားမှမြန်မာပြည်သူတွေရဲ့စီးလုံးညီညွတ်မှုနဲ့ရင်းရင်းမှုက ကဘာကိုအံမောစီခဲ့ပါတယ်။ပြည်တွင်းကစေးအဖွဲ့တွေရက်ဘက်အဖွဲ့အစည်းတွေနဲ့နိုင်ငံအကူအညီတွေနဲ့ကစေးလုပ်ငန်းတွေအရှင်ဟုံးမြဆောင်ရွက်နိုင်ခဲ့ပါတယ်။ဒီဗီဒီယိုမှာငလင်းဖြစ်ပွားရခြင်းအကြောင်းရင်းထိခိုက်ပျက်စီးမှုတွေအရေးပေါ်တုံ့ပြန်မှုတွေနဲ့ဆက်ဆက်လုံဆောင်တဲ့နဲ့ကိစ္စရက်တွေကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ငလင်းဘေးအန္တရာယ်ကိုကြိုတင်ခံမဲ့လို့မရနိုင်တော့လဲကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

အသေးစိတ်ဆွေးနွေးကြပါမယ်။ဒီငလင်ဟာ1912ခုနှစ်မေလွတ်ငလင်နောက်ပိုင်းမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အပြစ်လက်ဖုံငလင်တစ်ခုဖြစ်ပြီးဧပြီလ4ရက်နေ့အထိလူပေါင်း3300ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီဗီဒီယိုမှာငလင်ဖြစ်ပွားခဲ့ရတဲ့အကြောင်းအရင်းထိခိုက်ပျက်စီးမှုတွေရေးပေါ်တုတ်ပြန်မှုတွေနဲ့ဆက်ဆက်လှုပ်ဆောင်တဲ့ကိစ္စတွေကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။2025ခုနှစ် မတ်လ28ရက်နေ့မြန်မာစံတော်ချိန်မိုးလယ်7:50မိနစ်ခန့်မှာစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာခန့်အကွာကိုဗဟိုပြူပြီး9.8အင်အားရှိငလင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ငလင်ဗဟိုချက်ဟာမြေောက်16ကီလိုမီတာအနက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးဒီအနက်ဟာဘူမိပေဒစံတော်မြရအတော်အတန်တိမ်တဲ့ငလင်မျိုးစားဖြစ်ပါတယ်။ဒါကြောင့်ငလင်ရဲ့တုံ့ကမှုဟာပုံမပြည့်နှံ့ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေလည်းပုံမှုများပြားခဲ့ပါတယ်။ငလင်ဟာတမိနစ်ခန့်ကြာမြင့်ခံပြီးပထမ30စက္ကန့်အတွင်းမှာအပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။ငလင်လှုပ်ခတ်စဉ်ဒီပေါ်မှာရင်လိုက်လို့လှုပ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီးအဆောက်အုံတွေရိမ့်ရိုင်ကပြူကျခဲ့ပါတယ်။ငလင်လှုပ်ခတ်မှုကိုမြန်မာနိုင်ငံတော်လို့တာမကအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ထိုင်းနဲ့တရုတ်နိုင်ငံတို့မှာပါခံစားသိရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာစကိုင်းပြည့်ွှေ့ဂျော်ဂျီပေါ်မှာတည်ရှိနေပြီးဒီပြည့်ွှေ့ဂျော်ဟာအိန္ဒိယကမ္ဘာပြတ်ချက်နဲ့ယူရေရှားကမ္ဘာပြတ်ချက်တို့ထိတွေ့တိုက်မိတဲ့နေရာမှာတည်ရှိပါတယ်။ဒီပြည့်ွှေ့ဂျော်ဟာမြန်မာနိုင်ငံကိုဖြတ်သန်းပြီးမြောက်ဘက်မှာဟိမဝန္တာတောင်တန်းကြီးနဲ့ဆက်ဆက်နေပါတယ်။စကိုင်းပြည့်ွှေ့ဂျော်ဟာတစ်နှစ်ကို18မီလီမီတာခန့်ရွေလျားနေပြီးဒီရွေလျားမှုကြောင့်ကမ္ဘာပြတ်ချက်တွေကြားဖိအားတွေဆွဆောင်းလာတာ ငလင်းဖြစ်ပွားစေပါတယ်။ဘူမိဗေဒပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရစကိုင်းဖြစ်ဖြစ်ကျော်အားနှစ်ပေါင်း150နေရာကြာတိုင်းပြင်းထန်တဲ့ငလင်ကြီးတွေဖြစ်ပွားလေရှိပြီးနောက်ဆုံးဖြစ်ပွားခဲ့တဲ့ကြီးမားတဲ့ငလင်ဟာ1912ခုနှစ်ကမေမြုငလင်ဖြစ်ပါတယ်။ဒီအချက်က2025ခုနှစ်ငလင်ကြီးဖြစ်ပွားခဲ့တာတဘာဝကြတဲ့ဘူမိဗေဒဆိုင်ယံဖြစ်စဉ်တစ်ခုဖြစ်ကြောင်းပြသနေပါတယ်။ စကိုင်းပြည့်ရွှေကျော်အပြင်မြန်မာနိုင်ငံမှာအခြားပြည့်ရွှေကျော်တွေလည်းရှိပါသေးတယ်။ဥပမာစကိုင်းပြည့်ရွှေကျော်၊ပဲခူးပြည့်ရွှေကျော်၊မဲခေါင်ပြည့်ရွှေကျော်နဲ့တန်လွင်ပြည့်ရွှေကျော်တို့ဖြစ်ပြီးဒီပြည့်ရွှေကျော်တွေကလည်းငလျင်ဖြစ်ပွားစေနိုင်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာငလျင်ဘေးရန်နေရတဲ့ကျုံတွေနိုင်ခြင်းမြင်မာတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ငလျင်တွေကိုငလျင်လှုပ်ခြင်းပြင်းအား MW လို့ခေါ်တဲ့ပြင်းအားကိန်းကနန်းနဲ့အခြေခံတိုက်ခွာပါတယ်။ ပြင်ရခုနှစ်တသမခုနှစ်ရှိတဲ့ငလင်ဟာအလွန်ပြင်းထန်တဲ့ငလင်မျိုးစားဖြစ်ပြီးကြီးပြားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ငလင်ပြင်ရစကေးဟာလော့ဂရသန်စကေးဖြစ်တဲ့အတွက်ပြင်ရခုနှစ်တသမခုနှစ်ရှိတဲ့ငလင်ဟာပြင်ရ6တသမခုရှိတဲ့ငလင်ထက်ဆယ်ဆပိုပြင်းထန်ပြီးပြင်ရ9တသမခုရှိတဲ့ငလင်ထက်အဆတရာပိုပြီးပြင်းထန်ပါတယ်။ငလင်ရဲ့ဖြားဟာငလင်ပြင်းအပြင်အခြားအကြောင်းရင်းတွေပေါ်မှာလည်းမူတည်ပါတယ်။ ဥပမာငလင်ရဲ့ဗဟိုချက်နဲ့အနက်ငလင်လှုပ်ခတ်တဲ့ဒေသရဲ့မြေကြီးလွန်မျိုးစားအဆောက်အုံရဲ့အရေသွေးနဲ့ငလင်တန်ခံနိုင်ရည်လူရည်တိတ်တဲမှုနဲ့ငလင်လှုပ်ခတ်တဲ့အချိန်တွေပါဝင်ပါတယ်မြမငလင်ဟာမြေရောက်18ကီလိုမီတာအနက်မှာဖြစ်ပွားခဲ့တာဖြစ်လို့တိမ်နဲ့ငလင်ဖြစ်ပြီးဖြတ်အားပုံမှုပြင်းထန်ခဲ့ပါတယ်ဒီငလင်ကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်း နေပြည်တော်ကောင်စီနယ်မြေနဲ့ရှမ်းပြည်နယ်အရှိမြောက်ပိုင်းဒေသတွေကအဓိကထိခိုက်ခဲ့ပါတယ်။အထူးသဖြင့်မန္တလေးတိုင်းဟာထိခိုက်ဆုံးဖြစ်ခဲ့ပြီးဧပြီလ4ရက်နေ့စည်ရင်ရတည်ဆုံးသူ2122ဦးနဲ့ဒဏ်ရသူ2609ဦးရှိခဲ့ပါတယ်။နေပြည်တော်မှာတော့တည်ဆုံးသူ615ဦးနဲ့ဒဏ်ရသူ843ဦးရှိခဲ့ပါတယ်။စကိုင်းတိုင်းမှာတည်ဆုံးသူ905ဦးဒဏ်ရသူ688ဦး ရှမ်းပြည်နယ်မှာတေဆုံးသူ66ဦးဒဏ်ရသူ133ဦးပဲခူးတိုင်းမှာတေဆုံးသူ44ဦးဒဏ်ရသူ123ဦးရှိခဲ့ပါတယ်ဧပြီလ4ရက်နေ့စည်ရင်အရစုစုပေါင်းတေဆုံးသူ3354ဦးဒဏ်ရသူ4508ဦးနဲ့ကျော်ဆုံးနေသူ220ဦးရှိခဲ့ပါတယ်ဒီစည်ရင်အရထပ်ပြီးတော့တိုးနိုင်တာလဲစင်ကောင်းပါဘူးဗျာ ထိခိုက်ခံစားရတဲ့မြို့နယ်တွေထဲမှာစကိုင်းမြို့အင်းဝမြို့မန္တလေးမြို့အမရပူရမြို့စင်ကိုင်မြို့မိထီလာမြို့ပြည်ဦးလွင်နေပြည်တော်ပြည်မနာတကုံးမြို့ပကံညောင်ဦးမြို့နဲ့ပခုတ်ကူမြို့တို့ပေါ်နေပါတယ်ဒီမြို့တွေမှာအဆောက်အအုံတွေပြိုကျပျက်စီးခဲ့ပြီးလမ်းတရားတွေပျက်စီးခဲ့ပါတယ်ငလင်းချောက်အဆောက်အအုံပေါင်းတထောင်ကျော်ပြိုကျပျက်စီးခဲ့ပြီးအထူးသဖြင့်တိုက်တာအဆောက်အအုံတွေပုံမှန်ပျက်စီးခဲ့ပါတယ် ဖျားစီသည်ပထိုးပေါင်းတရာကျော်လက်ပျက်စီးခဲ့ပြီးအထူးသဖြင့်အင်းဝမ်မြို့ကရှေဟောင်းအဆောက်အုံတွေထိခိုက်ခဲ့ပါတယ်။အင်းဝမ်မြို့ကရှေဟောင်းပထိုးတွေဟာကဘာအမွေနှစ်စင်းဝင်အဆောက်အုံတွေဖြစ်ပြီးဒီငလင်းကျောက်ဇေဒီပထိုးပေါင်း90ကျော်ထိခိုက်ပျက်စီးခဲ့ပါတယ်။ဒါအပြင်မန္တလေးမြို့ကရှေဟောင်းဖျားတွေနဲ့မန္တလေးနဲတော်လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။လန်ဒရာရေပိဝေးစနစ်နဲ့လျှက်စစ်ဒါအပြင်စနစ်လည်း ကြီးပြားစွာပြစည်းခဲ့ပါတယ်။မန္တလေးစကိုင်းလဲမန္တလေးပြည်ဦးလဲလဲမန္တလေးနေပြည်တော်လမ်းတို့မှာ ရေကြီးကွဲအပ်ခဲ့ပြီးတံတားတွေပြစည်းခဲ့ပါတယ်။စကိုင်းတံတားဟောင်းလဲပြိုကျပြစည်းခဲ့ပြီးဒီအဆောက်အုံတွေပြစည်းမှုတွေကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာအခက်အခဲတွေဖြစ်ပေါ်ခဲ့ပါတယ်။အထူးသဖြင့်ကျေးလက်ဒေသတွေမှာကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိမှုခက်ခဲခဲ့ပါတယ်။ ရေပေးဝင်ရေးစနစ်တွေပြင်ဆင်ခဲ့တာကြောင့်တောက်တော့ရင်ရှားဖတ်မှုဖြစ်ပေါ်ခဲ့ပြီးလျှက်ဆက်ဓာတ်အားစနစ်တွေပြင်ဆင်ခဲ့တာကြောင့်လည်းဒေတာအများအပြားမှာလျှက်ဆက်မီပြတ်တောက်ခဲ့ပါတယ်။ဆက်သွေးစနစ်တွေလည်းထိခိုက်ပျက်စီးခဲ့ပြီးမိုဘိုင်းဖုန်းကွန်ရက်တွေပြတ်တောက်ခဲ့ပါတယ်။ဒါကြောင့်ငလင်တန်းတဲ့ဒေတာတွေနဲ့ဆက်သွေးခက်ခဲခဲ့ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာအခက်အခဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ပင်မငလင်ကြီးပြီးနောက် နောက်ဆက်တွဲငလျင်ပေါင်း89ကြိမ်အထိလောက်ကပ်ခဲ့ပြီးဧပြီလ9ရက်နေ့မနက်6နာရီခွဲဝန်းကျင်ပြည်ဦးလွင်မြို့အနောက်မြောက်ဘက်12မိုင်ခန့်အကွာကိုဗဟိုပြုပြီးအင်အားပမာဏ3တပ်သမ4ရှိတဲ့နောက်ဆက်တွဲငလျင်တစ်ခုထပ်မံလောက်ကပ်ခဲ့ပါတယ်။ဒီနောက်ဆက်တွဲငလျင်တွေကြောင့်လည်းပြည်စည်းနေပြည်သားအဆောက်အုံတွေပုံမှုပျက်စီးခဲ့သလိုကယ်ဆယ်ရေးလုပ်ငန်းတွေလည်းအဟန့်အတားဖြစ်စေခဲ့ပါတယ်။နောက်ဆက်တဲ့ငလင်တွေထဲမှာပြင်းရ9.3ညအထက်ရှိတဲ့ငလင်ဆယ်ကျင်းကပါဝင်ခဲ့ပြီး ဒီငလင်တွေကြောင့်ထပ်မံပြည်စည်းဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ပညာရှင်တွေရဲ့ခံမှန်းချက်အရနောက်ဆက်တဲ့ငလင်တွေဟာလာမယ့်ရသက်တစ်ပတ်အနည်းငယ်အတွင်းဆက်လက်ဖြစ်ပွားနိုင်ပြီးအချိန်ကြာလာတာနဲ့အမျှပြင်းရယုံနဲ့လာမှာဖြစ်ပါတယ်။နောက်ဆက်တဲ့ငလင်တွေကြောင့်ပြည်သူတွေကြားမှာဆွေးရထိန်လင်းမှုတွေဖြစ်ပေါ်ခဲ့ပြီးအများအပြားဟာအိမ်ပြင်လမ်းပေါ်တွေမှာယာယီတဲထုနေတိုင်းကြာရပါတယ်။အထူးသဖြင့်ညအချိန်မှာအိမ်ထဲမှာအရဲသူတွေနေပါခဲ့ပြီးကလေးငယ်တွေနဲ့ တကြီးရွယ်တွေရောစိတ်ပန်းဆိုင်ရာထိခိုက်မှုတွေခံစားခဲ့ရပါတယ်။ငလင်ကြောင့်စီးဝဲရေးထိခိုက်မှုကလည်းကြီးမားခဲ့ပါတယ်။ခံမှန်းချက်တွေအရပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ American Dollar Billion 30ကျော်ရှိနိုင်ပြီးဒီပမာဏဟာမြန်မာနိုင်ငံရဲ့တစ်နှစ်တာ GDP ရဲ့30ရာခိုင်နှုန်းခန့်ရှိပါတယ်။စပီးရေးကဏ္ဍမှာလေယာဉ်မြေတွေပျက်စီးခဲ့ပြီးဆယ်မျောင်းတာဒဝန်တွေပျက်စီးခဲ့ပါတယ်။စမှုလုပ်ငန်းကဏ္ဍမှာဆက်ယုံလုပ်ယုံတွေပျက်စီးခဲ့ပြီး ကုန်ထုတ်လွှတ်မှုရပ်ဆိုင်းခဲ့ပါတယ်။ဝန်ဆောင်မှုကဏ္ဍမှာဟိုတယ်၊စားသောက်ဆိုင်နဲ့စီးပွားရေးလုပ်ငန်းတွေပျက်စီးခဲ့ပြီးခရီးသွားလုပ်ငန်းကဏ္ဍမှာလည်းကြီးမားတဲ့ထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဟောလောသူတို့ပြင်အင်ဝါမြို့နဲ့မန္တလေးဟာရှေဟောင်းအဆောက်အုံတွေပျက်စီးခဲ့တာကြောင့်ခရီးသွားလုပ်ငန်းကဏ္ဍမှာကြီးမားတဲ့ထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အင်ဝါနဲ့မန္တလေးဟာမြန်မာနိုင်ငံအဓိကခီးသွောဆွတ်ဆောင်နေရာတွေဖြစ်ပြီးနှစ်စဉ်နိုင်ငံခြားခီးသွောဧည့်သည်တင်းချီရောက်ရှိလေရှိပါတယ်။ ငလင်ဖြစ်ပြီးနောက်ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ရပ်ဘက်အဖွဲ့အစည်းတွေပူးပေါင်းခဲ့ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်။အပြည့်အစည်းကြမှာပြည်မှုနေသူတို့ကယ်ဆယ်ခြင်းဒဏ်ရာသူတွေကိုစကူတာပေးခြင်းယာယီကော်လိုနီယာတွေတိဆောက်ပေးခြင်းနဲ့ရေးပေါ်အကူအညီတွေတောက်သုံးရင်းနဲ့အခြေခံလိုအပ်ချက်တွေဖြန့်ဝေပေးခဲ့ပါတယ်။ပြည်တွင်းရပ်ဘက်အစည်းတွေကလည်းကယ်ဆယ်ရေးလုပ်ငန်းမှာတက်ကြွသာပါဝင်ခဲ့ကြပါတယ်။တရှိနေမိသက်လူမှုကယ်ဆယ်အသင်းတွေနဲ့ဘာသာရေးအဖွဲ့အစည်းတွေက ကယ်ဆယ်ရေးဖွဲ့တွေဆွလုတ်ခဲ့ပြီးအကူအညီတွေပေးရခဲ့ပါတယ်။ဒါ့အပြင်ပြည်သူတွေကိုယ်တိုင်လည်းကယ်ဆယ်ရေးလုပ်ငန်းတွေမှာတက်ကြွစွာပါဝင်ခဲ့ပြီးငွေကြေးအဝတ်အထည်အစားအသောက်နဲ့ဆေးဝါးတွေလှူဒန်းခဲ့ပါတယ်။လူမှုကွန်ရက်တွေကလည်းတဆင့်အကူအညီလိုအပ်တဲ့နေရာတွေနဲ့လူတွေအကြောင်းသတင်းဖြန့်ဝေခဲ့ကြပြီးကယ်ဆယ်ရေးလုပ်ငန်းတွေပုံမူထိရောက်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။ Facebook, Twitter, Telegram တို့လူမှုကွန်ရက်တွေမှာ ငလင်တန်တင့်သူတွေအတွက်အကူအညီတောင်းခံမှုတွေအလူငွေကောက်ခံမှုတွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်စေတနာဝန်ထမ်းခွဲမှုတွေပြုလုပ်ခဲ့ပါတယ်။နိုင်ငံတကာတိုင်ဝမ်ကလည်းမြန်မာနိုင်ငံငလင်ဘေးအတွက်အကူအညီတွေပေးအပ်ခဲ့ပါတယ်။အင်းဒီရှားနိုင်ငံတွေဖြစ်တဲ့တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် Thai, Vietnam, Singapore, Malaysia, Hong Kong, Japan စတဲ့နိုင်ငံတွေကကယ်ဆယ်ရေးပစ္စည်းတွေ၊ဆေးဝါးတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေဆီလွတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကကယ်ဆယ်ရေးအဖွဲ့ဝင်တရာကျော်နဲ့ကယ်ဆယ်ရေးပစ္စည်းတန်တရာကျော်ဆေးလုခဲ့ပြီးထိုင်းနိုင်ငံကလည်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဆေးဝါးပစ္စည်းတွေဆေးလုခဲ့ပါတယ်။စင်ကာပူနိုင်ငံကလည်းငလင်ကယ်ဆယ်ရေးအထူးအဖွဲ့တွေဆေးလုခဲ့ပြီးအမေရိကန်၊ဥရောပသမဂ္ဂနိုင်ငံတွေကလည်းအကူအညီတွေပေးရခဲ့ပါတယ်။ကုလသမဂ္ဂနဲ့နိုင်ငံအဖွဲ့အစည်းတွေကလည်းအရေးပေါ်အကူအညီတွေပေးရခဲ့ပြီးကမ္ဘာ့ချက်ချင်းဒီအဖွဲ့၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ကမ္ဘာ့ကုလသမဂ္ဂကလေးများရေမုံငွေအဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ကူညီခဲ့ပါတယ်။ငလင်ကြောင့်ဆေးရုံဆေးနှင်းတွေပျက်စီးခဲ့ပြီးကျန်းမာရေးဝန်ထမ်းတွေလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါကြောင့်ကျန်းမာရေးဆော့ချမှုပေးရမှာအခက်အခဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒဏ်ရာသူတွေထဲမှာအကျိုးချိုးသူတွေဥကောက်လျံရသူတွေကိုရင့်အင်ကထိခိုက်သူတွေနဲ့အရေးပြပြတ်ချက်သူတွေအများပြပါဝင်ပြီးအရေးပေါ်ခွင့်စိတ်ကူတတ်မှုတွေလိုအပ်ခဲ့ပါတယ်။ဒါပြင်ငလျင်တန်းတဲ့ဒေသတွေမှာတောက်တော့ရေရှားပတ်မှု ဝမ်းပြက်ဝမ်းလျှောယောဂါတွေဖြစ်ပွားနိုင်ခြင်းမြင်ပါခဲ့ပြီးကုသယောဂါတွေဖြစ်ပွားနိုင်ခြင်းလည်းမြင်ပါခဲ့ပါတယ်။ဂလီနန်နဲ့သူတွေဟာရုပ်ပန်းဆိုင်ရာထိခိုက်မှုတွေအပြင်စိတ်ပန်းဆိုင်ရာထိခိုက်မှုတွေလည်းခံစားခဲ့ရပါတယ်။မိသားစုဝင်တွေဆုံးရှုံးခဲ့ရသူတွေဝိညာဉ်ဆုံးရှုံးခဲ့ရသူတွေနဲ့ငလင်ချောက်ကျောင်းလန်တုံလုံးခဲ့ရသူတွေဟာစိတ်ပန်းဆိုင်ရာခံစားခဲ့ရပါတယ်။အထူးသဖြင့်ကလေးငယ်တွေနဲ့ တကြီးရွယ်တွေဟာစိတ်ပဲဆိုင်ရာထိခိုက်မှုတွေခံစားခဲ့ရပါတယ်။ဒီငလင်ကဒီမတိုင်ရဲ့အဆောက်အအုံစံနှုန်းတွေနဲ့ငလင်တန်ခံနိုင်ရည်ကို တင်လင်းသုံးသပ်ဖို့လူအကြောင်းသတိပေးလိုက်တဲ့သင်တန်းစာတစ်ခုဖြစ်ခဲ့ပါတယ်။ဒီတရင်ငန်းမှာကို ကောင်းကောင်းကြီးယူပြီးကျွန်တော်တို့ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ပညာရှင်တွေရဲ့ကြိုးကြချက်အရမြန်မာနိုင်ငံရဲ့အစိုးရအဆက်ဆက်ဟာငလင်မတိုင်ခင် ချိုးတင်ပြင်းစင်ထားမှုမရှိခဲ့ကြောင်းလည်းသိရပါတယ်။ငလင်နဲ့ခံနိုင်တဲ့အဆောက်အုံတွေတိဆောက်ဖို့အရေးကြီးပြီးဂျပန်နိုင်ငံလုံးငလင်အလုတ်အများဆုံးနိုင်ငံတွေအတွေ့အကြုံတွေကနေသင်ခန်းစာယူသင့်ပါတယ်။ငလင်နဲ့ခံနိုင်တဲ့အဆောက်အုံတွေဆောက်လုပ်ရမှာငလင်ဆိုင်ရာနည်းပညာတွေကိုအသုံးပြုနိုင်ပြီးဒီလိုနည်းပညာတွေကငလင်ကြောက်တုံခါလှုပ်ရှားမှုတွေကိုခံနိုင်ရရှိအောင်အဆောက်အုံတွေကိုဒီဇိုင်းဆွဲပေးနိုင်ပါပါ။မြန်မာနိုင်ငံမှာ ငလင်တန်ခံတိုင်းနဲ့အဆောက်အုံတွေဆောက်လို့အဆောက်အုံစံနှုန်းတွေပြတိုင်းမှုနဲ့စံနှုန်းတွေကိုတိကျစွာလိုက်နာဖို့လိုပါတယ်။ဒါအပြင်ရှိပြီးသားအဆောက်အုံတွေကိုငလင်တန်ခံတိုင်းအောင်အစ်စ်မြင့်တင်မှုလည်းလိုအပ်ပါတယ်။အထူးသဖြင့်ကြောင်းဆေးရုံအစိုးရရုံးတွေလိုအရေးကြီးတဲ့အဆောက်အုံတွေကိုဦးစားပေးအစ်စ်မြင့်တင်သင့်ပါတယ်။ငလင်မေးအနေအကိုကြိုတင်ပြင်ဆင်ဖို့အရေးကြီးပြီးပြည်သူတွေကိုငလင်မလုတ်မီ ်လှုပ်နေစဉ်နဲ့လှုပ်ပြီးနောက်ပိုင်းလှုပ်ဆောင်တဲ့အရေးပေါ်စီမံချက်တွေအကြောင်းအသိပညာပေးဖို့လည်းလိုအပ်ပါတယ်။ကျောင်းတွေရုံးတွေနဲ့အများပြည်သူ နေရာတွေမှာငလျင်ဘေးအနေနဲ့ကျူရင်ကာဝေးလက်ချင်ငန်းတွေပုံမှန်ပြုလုပ်တင်ပါတယ်။ငလျင်မလုပ်မီကျူတင်ပြင်ဆင်ရမယ့်အချက်တွေကိုအကြံပေးမျှဝေလိုက်ပါတယ်။အရေးပေါ်ရေမော်ရီတခုကိုပြင်ဆင်ထားတင်ပြီးဒီအိတ်ထဲမှာရေအစားအသောက်တခဲမီရေဒီယိုဆေးဝါးတွေနဲ့ ရေးကြီးစာရစာရန်တွေထည့်ထားတင်ပါတယ်ရေးပေါ်စီမံချက်မိသားစုဝင်တွေအတွက်ရေးပေါ်စီမံချက်တခုရေးဆွဲထားတင်ပြီးငလင်းလှုပ်ပြီးနောက်ဘယ်နေရာမှာပြန်ဆောင်ကြမလဲဘယ်လိုဆက်သွယ်ကြမလဲဆိုတာကိုသတ်မှတ်ထားတင်ပါတယ်အင်းထဲကအနေရရှိနိုင်တဲ့နေရာတွေအင်းထဲကအနေရရှိနိုင်တဲ့နေရာတွေကိုရှာဖွေဖော်ထုတ်ပြီးပြင်ဆင်ထားတင်ပါတယ်ဥပမာလေးလဲတဲ့ပရီဘောဂါတွေကိုနေမှာခိုင်မြဲအောင်တက်ဆင်ထားတာ ဓငွေပိုက်တွေလက်စစ်ဝါးအကျိုးတွေကိုစစ်ဆေးခြင်းလို့ဖြစ်ပါတယ်။ငလင်လွှတ်ဆောင်ပြီးနောက်လွှတ်ဆောင်မဲ့အချက်တွေကိုလည်းအကြံပေးမျှဝေလိုက်ပါတယ်။ဒဏ်ရာသူတွေကိုကူညီပါ။ဒဏ်ရာသူတွေကိုရှာဖွေပြီးကူညီပေးသင့်ပါတယ်။ဒါပေမဲ့ကိုယ်တိုင်လည်းဘေးကင်းဖို့လိုအပ်ပါတယ်။ဓငွေရိုးစိတ်မှုကိုစစ်ဆေးပါ။ဓငွေရိုးစိတ်မှုကိုရှိမရှိစစ်ဆေးပြီးရိုးစိတ်မှုရှိနေရင်ဓငွေပိုက်ကိုပေးပြီးအခန်းကိုလေဝင်လေထွက်ကောင်းအောင်လုပ်သင့်ပါတယ်။ သတင်းအချက်လက်ရယူပါရေဒီယို TV လူမှုကွန်ရက်တွေကနေသတင်းအချက်လက်တွေရယူပြီးသတိထားပါဒါအပြင်ငလင်ဘေးအနေစီမံခန့်ခွဲမှုအတွက်အစိုးရနဲ့ရပ်ဘက်ပွဲစည်းတွေပူးပေါင်းဆောင်ရွက်ဖို့လိုပြီးငလင်ဘေးအနေစီမံခန့်ခွဲမှုအစီအစဉ်တွေရေးဆွဲထားတဲ့ပါတယ်ငလင်ဘေးအနေကျူရင်ကာဝေးအတွက်ရမုံငွေတွေထူထောင်ထားတဲ့ပြီးကယ်ဆယ်ရေးပစ္စည်းတွေကျူတင်စုဆောင်ထားတဲ့ပါတယ်ငလင်တဲ့နေဒေတာတွေ ပြန်လည်ထူထောင်ရေးအတွက်ရေလူနဲ့ရေရှည်စီမံကိန်းတွေရေးဆွဲအကောင်အထည်ဖော်ဖို့လည်းလိုအပ်ပါတယ်။ပြည်စည်းသွားတဲ့အဆောက်အုံတွေနဲ့အဆောက်အုံတွေကိုပြန်လည်တိဆောက်ရမှာငလင်တန်းခံနိုင်တဲ့ဒီဇိုင်းတွေအသုံးပြုသင့်ပါတယ်။ရေလိုပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်းလှုပ်ဆောင်သင့်ပါတယ်။ယာယီနေအိမ်တွေငလင်တန်းတဲ့သူတွေအတွက်ယာယီနေအိမ်တွေတိဆောက်ပေးသင့်ပါတယ်။ဒီယာယီနေအိမ်တွေဟာရှားဒီဥရုတန်ခံနိုင်ရရှိပြီးလုံခြုံမှုရှိသင့်ပါတယ်။ အခြေခံဝန်ဆောင်မှုတွေပြန်လည်ထူထောင်ခြင်းရေလျက်စစ်ဆက်သွယ်ရေးနဲ့တရားဥပဆောင်ရေးလိုအခြေခံဝန်ဆောင်မှုတွေကိုအမြန်ဆုံးပြန်လည်ထူထောင်သင့်ပါမယ်။ဂျမိုင်းရေးဆောင်ရှားမှုငလီနန်နဲ့ပြည်သူတွေအတွက်ဂျမိုင်းရေးဆောင်ရှားမှုတွေပေးရတင်ပြီးကုဆတ်ယောဂါကာဝယ်မှုဆောင်ရွက်သင့်ပါမယ်။ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေငလီနန်ခန္ဓာနဲ့အဆောက်အုံတွေပြစီသွားတဲ့အဆောက်အုံတွေကိုပြန်လည်တိဆောက်ရမှာငလီနန်ခန္ဓာနဲ့ဒီဇိုင်းတွေကိုအသုံးပြုသင့်ပါမယ်။အဆောက်အုံစံလုံးတွေကို တိကျစွာလိုက်နာသင်ပြီးအရေးအသွေးမြင့်ဆောက်လုပ်ရေးပစ္စည်းတွေကိုအသုံးပြုသင့်ပါတယ်။လန်တရာရေပိဝေးစနစ်နဲ့ရစ်ဆက်ဓာအပိစနစ်တွေပြန်လည်တိဆောက်ရမှာငလင်တန်ခံနိုင်တဲ့ဒီဇိုင်းတွေကိုအသုံးပြုသင့်ပါတယ်။ငလင်တန်နဲ့ဒေတာရီရဲ့စီးပွားရေးကိုပြန်လည်ထူထောင်မှုအစီအစဉ်နဲ့ရေးဆွဲအကောင်အထည်ဖော်သင့်ပါတယ်။အသေးစားနဲ့အလက်စာစီးပွားရေးလုပ်ငန်းတွေကိုထောက်ပံ့ကူညီသင့်ပြီးလောက်ကန်ခွင့်လန်းတွေဖန်တီးပေးသင့်ပါတယ်။ ရင်ကျစ်မှုအမွေတည်းပြန်လဲထိန်းသိမ်းခြင်းတစည်းသောတဲ့ဖျားဇေဒီပထိုးတွေနဲ့ရင်ကျစ်မှုငွေတည်းတွေကိုပြန်လဲထိန်းသိမ်းသင့်ပါတယ်ဒီလုပ်ငန်းတွေမှာတက်သည့်ပညာရှင်တွေရဲ့အကြံဉာဏ်ကိုရယူသင်ပြီးနိုင်ငံတကာအဖွဲ့အစည်းတွေကအကူအညီတွေကိုလည်းမဖြစ်မနေရယူသင်ပါတယ်ဒေသခံတွေကိုယ်တိုင်ပါဝင်တဲ့ရက်ရွာအခြေပြုပြန်လဲထူထောင်ရေးလုပ်ငန်းတွေကိုအားပေးသင်ပြီးဒေသခံတွေရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့ပြန်လဲထူထောင်ရေးလုပ်ငန်းတွေဖြစ်စေဖို့အရေးကြီးပါတယ်ဒါအပြင်ငလင်တန်တင့်သူတွေအတွက် စိတ်ပန်းဆိုင်ရာပံ့ပိုးမှုတွေကိုလည်းပြည့်ရတင်ပါတယ်။ငလင်းဘေးရန်ရဲ့အတွက်စီမံခန့်ခွဲမှုတွေကိုအမျိုးသားစစ်မဟာဗျူဟာတစ်ခုရေးဆွဲအကောင့်တွေဖော်ဖို့လိုအပ်ပါတယ်။ဒီမဟာဗျူဟာမှာအောက်ပါအချက်လက်တွေလည်းပါဝင်တင်ပါတယ်။မြန်မာနိုင်ငံငလင်းဘေးရန်ရဲ့ဖြစ်နိုင်ခြေကိုဆန်းစစ်လေ့လာပြီးငလင်းဘေးရန်ရဲ့မြန်မာတဲ့ဒေသတွေကိုဖော်ထုတ်တင်ပါတယ်။ ငလင်ဘေးရနဲ့ကျူရင်ကာကွယ်အတွက်အစီအစဉ်လေးရေးဆွဲအကောင်နဲ့ပေါ်တင်ပါလေ။ဥမာအဆောက်အုံလိုစံနှုန်းတွေပြတန်းခြင်းငလင်နဲ့ခံနိုင်တဲ့အဆောက်အုံတွေတိဆောက်ခြင်းနဲ့ပြည်သူတွေကို အသိပေးခြင်းလို့ဖြစ်ပါလေ။ငလင်ဘေးရနဲ့တုတ်ပြန်ရေးအတွက်အစီအစဉ်လေးရေးဆွဲထားတင်ပြီးကယ်ဆယ်ရေးဖွဲ့တွေကယ်ဆယ်ရေးပစ္စည်းတွေနဲ့ရေးပေါ်ရမုံငွေတွေကြိုတင်ပြင်ဆင်ထားတင်ပါလေ။ငလင်ဘေးရနဲ့တွေပြည်လဲထူထောင်ရေးအတွက်အစီအစဉ်လေးရေးဆွဲထားတင်ပြီးပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်တွေကို တစ်ယောက်ကဆောင်ရွက်ဖို့ပြင်ဆင်ထားတင်ပါတယ်။ဒါအပြင်ငလင်ဘေးရဲစီမံခန့်ခွဲမှုအတွက်အဖွဲ့လစ်တစ်ခုဖွဲ့စည်းတင်ပြီးဒီအဖွဲ့စည်းကငလင်ဘေးရဲကျွတ်တင်ကောင်ဝေးတုတ်ပြန်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုညှိနှိုင်းဆောင်ရွက်တင်ပါတယ်။ဒီအဖွဲ့စည်းမှာပြည်သူအစိုးရရက်ပက်အဖွဲ့အစည်းတွေပညာရှင်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေပါဝင်တင်ပါတယ်။ 2025ခုနှစ်မြန်မာငလျင်ဘေးဟာမြန်မာနိုင်ငံအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပေမဲ့တချိန်တည်းမှာပဲငလျင်ဘေးရဲ့ကြိုတင်ကာဝေးနဲ့စီမံခန့်ခွဲမှုတွေကိုပုံမှုကောင်းမွန်လွတ်ဆောင်မှုအခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ဒီငလျင်ကနေတင်ခဲ့တာယူပြီးဆက်ဆက်လဲရမယ့်ခီးမှာပုံမှုကောင်းမွန်တဲ့ငလျင်ဘေးရဲ့စီမံခန့်ခွဲမှုစနစ်တွေတည်ဆောက်ဖို့အရေးကြီးပါတယ်။ငလျင်ဘေးတိုင်းကနေပြန်လည်ထူထောင်မှုအချိန်ယူရမှာဖြစ်ပေမဲ့ပြည်သူတွေရဲ့စီးလုံးညီညွတ်မှုရင်းရင်းမှုနဲ့ ိုင်နိုင်ရှိမှုတွေကြောင့်ဒီစင်ကုန်မှုတွေကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။ပုံမှုကောင်းမွန်တဲ့အနာဂတ်တစ်ခုအတွက် အတူတကွပြန်လည်တည်ဆောက်ကြရအောင်ပါခင်ဗျာ။ငလင်ဘေးအနေဟာကျူတင်ခံမဲ့လို့မရပေမဲ့ကျူတင်ပြင်ဆင်ထားနိုင်ပါတယ်။ငလင်ဘေးအနေကိုကျူတင်ပြင်ဆင်ခြင်းဟာအသက်တွေကိုကယ်နိုင်ပြီးပျက်စီးဆုံးရှုံးမှုတွေကိုရုံနေစေနိုင်ပါတယ်။ဒါကြောင့်ငလင်ဘေးအနေကာဝေးနဲ့စီမံခန့်ခွဲမှုကိုဦးစားပေးဆောင်ရွက်ဖို့လိုအပ်ပါတယ်ခင်ဗျာ။ Thank you.